ရင်စာပြဟောပြောပွဲတွေမှာလည်းမကြခဏဒီစကားကိုထည့်ပြောပြတယ်ပေါ့နော်အာစာရေးသူပေါ့နော်စာရေးသူဆိုစာရေးဆရာပေါ့စာရေးဆရာပကြီးဆရာကတ်တွန်ဆရာကပြားဆရာစာပေဂီတအနုပညာရှင်ပေါ့နော်အဓိကပြောရရင်တော့စာပေဘက်ပေါ့စာပေမှာပကြီးဂီတကတ်တွန်အကုန်ပါတယ်ပေါ့သူတို့ကသူတို့ရဲ့ရေးသားဖန်တီးမှုကအဲ့ခေရဲ့ပုံရိပ်ပဲခတိခေရဲ့ပုံရိပ်ကိုကြည့်ချင်းအဲ့ဒီခေမှာကတ်တွန်တွေဘာတွေဆွဲခဲ့လဲ ကြပြားဆရာတွေဘာလို့ကြပြားတွေဆက်ခဲ့လဲပကြီးဆရာတွေဘယ်ပုံတွေဖန်တီးခဲ့လဲစာရေးသူတွေဘလို့စာတွေရေးခဲ့လဲအဲ့ဒီစာတွေကိုကြည့်ပြီးမတော်ဆိုကမတော်ရဲ့အရှိမရေးခဲ့တဲ့အာဒါစမိုင်းချန်နယ်ကျော်မမလေးတို့နော်အာနောက်ဟိုဆိုဆရာမဆန်နာတို့ဆရာဆန်ဆန်တဲ့တာယာဝရီတို့နောက်သူရဟိုအရှိကျော်မယ်ဆိုရင်ချန်နယ်ကျော်မမလေးတို့ပြင်ခင်းင်းယူတို့မမိုးအင်းရတို့အဲ့သူတို့တွေရဲ့ မမတို့မမွေးသေးဘူးဖြစ်မှာပေါ့နော်။မှဂျန်နေကျော်မမလေးရေးခဲ့တာမမတို့မမွေးတဲ့အချိန်ဖြစ်မှာပေါ့။တမီးတို့ဆိုပို့ဝေးမှာပေါ့။ generation gap 30လောက်ပြတ်တဲ့ဟာပေါ့။အဲ့30လောက်ပြတ်တဲ့ဟာကအဲ့ဒီခေတုန်းကလူတွေဘယ်လိုနေထိုင်ခဲ့လဲ။အဲ့ဒီခေတ်ရဲ့မမတို့နိုင်ငံရဲ့တိုင်းပြည်အခြေအနေကဘယ်လိုလဲ။စီးပွားရေးအခြေအနေကဘယ်လိုလဲ။လူမှုရေးအခြေအနေကဘယ်လိုလဲ။တိုင်းပြည်တွတ်တက်မှုကဘယ်လောက်ရှိလဲဆိုတော့မမတို့အဲ့စာအုပ်တည်တဲ့နေပြန်ကြည့်ရတယ်။ဒါဟာသူတို့ခက်တခဲပုံရိပ်မယ်။အဲ့တော့အမဟာအင်္ဂလိပ်လက်ထက်မှာလူနိုင်ငံရဲ့မြန်မာလက်ထက်မှာမမွေးဖားခဲ့ပါဘူး။ဒါပေမဲ့အဲ့ခေတ်ကမြန်မာတွေဘယ်လိုနေထိုင်ခဲ့လဲ။ မိန်းကလေးတွေရဲ့အမှုအကျင့်ဘယ်လိုရှိခဲ့လဲစိတ်နေစိတ်ထားဘယ်လိုရှိလဲဘယ်လိုတွေရက်တည်လဲစီးပွားရေးရပါလဲဒါတွေကိုကြည့်ရတယ်ဒါဆိုရင်ခင်ဆက်ဆက်ရွေ့လာရဲဆိုရင်အမအခုစာဖတ်သူကနေစာရေးသူဘွားအောင်ရောက်ပြီအမကလည်းနောက်တစ်ချိန်မှာအမရဲ့သားစဉ်မြင်းဆက်အမလိုပဲ generation gap တွေ30လောက်ပြတ်သွားတဲ့သူတွေကဒီ2000ခုနှစ်များကာလမှာရေးခဲ့တဲ့စာရေးသူအဲ့ဒီခေတ်ကမြန်မာတွေငါတို့တိုင်းပြည်ကဘာတွေဖြစ်ခဲ့လဲဘယ်လိုနေထိုင်ခဲ့လဲဆိုတာကိုအမတို့စာတွေဖတ်ပြီးတော့သူတို့ကသိရမှာ ါကသမိုင်းပဲလက်ဆင့်ခမ်းတဲ့သမိုင်းပေါ့နော်ကျက်တာနဲ့လက်ဆင့်ခမ်းတဲ့သမိုင်း